အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အញ្ញံခိုက်များနေတဲ့မိတ်ဆွေများအတွက်တံမြန်သည့်ရည်ရည်လေးပြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ဗျာအရင်ကောက်ကလည်းမြောက်ပေးခဲ့ပါတယ်တကယ်ကိုအဆင်ပြေပြီးထူးခြားတဲ့မိတ်ဆွေတွေများစွာရှိခဲ့ပါတယ်ဒါကြောင့်ဒီနေ့မှလည်းတောင်းတမိတဲ့မိတ်ဆွေများလို့မလို့တံမြန်သည့်ရည်ရည်လေးကိုပြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ဗျာတံမြန်သည့်ရည်ရည်ကိုလုတ်ပြီးလို့ရှိရင်မိတ်ဆွေများကကံမြင့်လာမယ်ကံတက်လာမယ်ကံပွင့်လာမှာဖြစ်ပါတယ်မကောင်းတဲ့အញ្ញံခိုက်တွေပပျောက်သွားပြီးတော့ကိုကကံကောင်းလက်ကောင်းသွားမှာဖြစ်ပါတယ်ဗျာ အရန်ကိုလွယ်လေလွယ်တယ်အရန်လည်းထိရောက်ပါတယ်ဗျဒါကြောင့်မိတ်ဆွေများလှုပ်ကြည့်ပါတကယ်ထူးခြားတာကိုတွေ့ရမှာဖြစ်ပါတယ်လှုပ်မှလေးကလည်းအရန်လွယ်ပါတယ်တံမြန်သည်၅လုံးလိုမှာဖြစ်ပါတယ်ဗျတံမြန်သည်၅လုံးလိုမဲ့ပထမအောင်ဆုံး၃လုံးကိုဖျားကိုကတ်လိုက်ပါ၃လုံးကိုဖျားကိုကတ်ပြီးတော့နောက်ထပ်၅လုံးထရာတက်တစ်လုံးကို ကိုရဲ့အိမ်လူပေါ်တော့လူတွေအဝင်ထွက်လုပ်တဲ့အပေါက်ရှိတယ်။အဲ့အပေါက်အပေါ်လေးမှာတင်ထားလိုက်ပါ။အိမ်ကျွန်တော်တွေအိမ်အိမ်ပြန်ပေါ်တော့ကျွန်တော်တွေအိမ်အိမ်အပြင်ထွက်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်တွေဒီအပေါ်အပေါ်လေးမှာဒီလူဝင်လူဝင်လူဝင်လူထွက်တွေအလုပ်တဲ့အပေါက်လေးမှာတင်ပြီးထားလိုက်ပါ။အဲ့နောက်ဆုံးတစ်လုံးကတော့ကျွန်တော်တို့ဘာပါလို့ရမလဲဆိုတော့နောက်ဆုံးတစ်လုံးမှာကျွန်တော်တို့ရဲ့နာမည်ရေးမယ်။ကျွန်တော်တို့နာမည်ရေးမယ်။ကျွန်တော်တို့ရဲ့ အသက်ရေးမှဖြစ်ပါတယ်ဥပမာဆိုကြပါစို့ကြော်ကြီးကလောက်တဲ့ဆိုတော့ကြော်ကြီး23နှစ်ပေါ့အဲအဲ့လိုမျိုးလေးရေးလိုက်မယ်အဲ့တော့ဘာနဲ့ရေးမလဲတန်ချွန်နဲ့ရေးလဲရတယ်ခဲတန်းနဲ့ရေးလဲရလဲကော်လရှင်နဲ့ရေးလဲရလဲကြိုက်တန်းနဲ့ရေးပါဗျအဲ့တော့ရင်ထင်းစံမလို့ပါဘူးရေးတဲ့ဆိုရင်ပြီးတာပါပဲအဓိကတော့ကျွန်တော်တို့ကိုစားဒီတံမြန်ဒီဖြစ်သွားဖို့ပါပဲ ဲ့တော့ဘယ်နေ့မှလုံမလဲဆိုတော့မိတ်ဆွေများကတနင်္ဂနွေသားသမီးဆိုရင်တနင်္ဂနွေနေ့မှလုံမယ်တနင်္ဂနွေသားသမီးဆိုရင်လည်းတနင်္ဂနွေနေ့မှလုံမယ်အင်္ဂါသားသမီးဆိုရင်လည်းအင်္ဂါနေ့မှလုံပေါ့ဗျာကိုရဲ့အဲ့တော့ကိုနေ့နဲ့မှမနေ့ပိုင်းမှလုံမှာဖြစ်ပါတယ်အဲ့တော့မနေ့ပိုင်းမှလုံးပဲပေါ့နော်အဲဟိုခုနခုနလိုပဲကျွန်တော်လေတမန်တီသုံးလုံးကိုဖျောက်ကပ်မယ်တလုံးကိုအိမ်ပေါက်ပေါက်မှာတင်မယ်တလုံးကိုကိုနံမယ်ရေးမယ်အသက်ရေးမယ်ပြီးရင်တော့ရှင်တော့အဲရေးထားတဲ့တမန်တီလေးကိုကိုယ့်ရဲ့ဘဲဘဲလက်နဲ့ဆုပ်လိုက်မယ် ဘယ်တော့ဒါလေးဘယ်ဘယ်လည်းနဲ့ကင်မီတံမုန်တဲ့ကတော့သုံးကောင်းယူမယ်တံမုန်တွေထာဝရသင်းသာဒေါ်တာသင်းသာတဟာတေကေပင်းသာတရတဟာတာနိနမမိတိရတမဟံအဘဂဝါလူကခင်္ကနနာနိဗ္ဗဒာဇိနာဒေသံဓမေသသံဃေသအတရိနာနမမဟံနမဂနုဘဝေနဟိတဝတ္တပေဥပဒဝေအနေကအန္တရယပိဝနတ္တနုအာတိတ္တောဆိုပြီးတံမုန်တွေကတော့သုံးကောင်းယူလိုက်ပါတံမုန်တွေကတော့အလုံးရပြီသားလို့ထင်ပါတယ်နော် အဲ့တော့ဘဲဘက်လက်နဲ့ကင်မယ်ဘဲဘက်ဘဲဘက်လက်နဲ့ကင်ပြီးတမုဒိကာလာကိုသုံးကောင်းကျွတ်လိုက်မယ်တခါညာဘက်လက်နဲ့ပြန်ကင်လိုက်မယ်ညာဘက်လက်နဲ့ကင်လိုက်ပြီးတော့24 BC အချင်းကိုသုံးကောင်းထပ်ယူပြီးရမှာဖြစ်ပါတယ်ဗျကြကြကြပောင်ဆုတ်ထားမယ်နော်24 BC အချင်းကိုသုံးကောင်းယူမယ်ဟေရု BC ရောအရမဏ BC ရော DVD BC ရောနန္ဒ BC ရောတမန်နန္ဒရ BC ရော သာဇာတပိစီယောအညာမညာပိစီယောနေတရေပိစီယောဥပနေတယပိစီယောပူဝိဇာတပိစီယောပိဇာဇာတပိစီယောအတေဝနာပိစီယောကမ္မပိစီယောဝိဘကပိစီယောအာယပိစီယောဟိနတိယပိစီယောဇာနာပိစီယောမကပိစီယောတံမြုဒ္ဒပိစီယောဝိပြုဒ္ဒပိစီယောအတိပိစီယောနတ္တိပိစီယောဝိကတပိစီယောအဝိကတပိစီယောတီးဆိုပြီးတော့24ပိစီအချင်းကိုမိတ်ဆွေမြေက၃កောက်ပြောင်းရွတ်ပါ24ပိစီအချင်းကတော့အလို့ရပါသလိုထင်ပါတယ်အလို့မရလဲဖုန်းနဲ့နေကြည့်ပြီးရွတ်လဲရပါတယ်ဗျကိစ္စမရှိပါဘူး အဲ့ဒါစောက်တဲ့ကြည့်ရွေးလဲရပါတယ်ကိစ္စမရှိပါဘူးအဲ့တော့24ပစ္စည်းချင်းကို3កောက်ရွှေ့လိုက်ပါမယ်အဲ့တော့တမရသီးလေးကိုကြည့်ကြည့်ပေါင်းဆုတ်ထားမှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဘယ်ဘယ်ဘယ်လဲနဲ့ကိုင်မယ်တမုန်တွေကတော့3កောက်ရွှေ့မယ်ညာဘယ်လဲနဲ့ကိုင်မယ်24ပစ္စည်းချင်း3កောက်ရွှေ့လိုက်မယ်အဲ့တော့3កောက်ရွှေ့ပြီဆိုတော့ねအဲ့တမရသီးကိုကျွန်တော်တို့ခေါင်းအောက်မှာထားပြရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့တဲ့ခေါင်းအောက်ထဲမှာသွားထိုးထည့်ထားလိုက်ပါ ခေါင်းစုပ်ခေါင်းစုပ်ရှိရင်ခေါင်းစုပ်တဲ့ကိုထုတ်ထွက်မယ်အဲ့ဒါကိုကျွန်တော်တို့ကအဲ့ညနေစပြီး၃ရက်တိတိထားမှာဖြစ်ပါတယ်၃ရက်တိတိထားရပါ၃ရက်တိတိထားလို့ရတယ်အဲ့တတချော့လဲဟိုတချော့လဲအချိန်များလို့ဆိုပြီးတော့9ရက်ထားတယ်ကိစ္စမရှိဘူး3ရက်ထားလဲရလဲ9ရက်ထားလဲရပါတယ်ဗျအဲ့တော့ကျွန်တော်တို့3ရက်သို့မဟုတ်9ရက်ပြီးသွားလို့ရှိရင်တော့တံမြန်တိကိုကျွန်တော်တို့ ခေါင်းစုပ်ခေါင်းအောက်တည်းကနေပြန်ထုတ်မှာထုတ်ပြီးတော့ကျွန်တော်တို့ကဟိုရေမျောတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ရေမျောတဲ့နေရာတွေရေစီးတဲ့နေရာတွေသို့မဟုတ်ရေမျောနေကိုသွားမယ်သွားပြီးတော့ငါးစီးမှရှိတဲ့မကောင်းတဲ့အညံ့ခိုက်တွေအားလုံးငါးစီးမှရှိတဲ့ကံမကောင်းမှုတွေအားလုံးတံမြတိညာပါသွားစေဒီနေ့အစားပြင်ငါကန်ကောင်းပြီဆိုပြီးအဲ့လိုမျိုးလေးကို၃កောက်ပြောပြီးတော့အဲ့တော့ရေရှိရင်ရေနဲ့မျော ဲ့တော့ရေမရှိရင်လည်းအဝေးတနေအောင်အားနဲ့ဝေးနေဆိုလွတ်မလိုက်အားရှိတလောက်နေကုန်လွတ်မလိုက်ကိုယ်နဲ့ဝေး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 ကိုရောက်ဖို့ရည်ကြီးတယ်အဲ့တော့အားနဲ့နေကုန်လွတ်ပလိုက်မြောင်းရှိမြောင်းနဲ့ကိုပြစ်ချလို့ရတယ်ရင်နဲ့ကိုမြှောက်ချလို့ရတယ်မြစ်ရှိမြစ်ထက်ချချောင်းရှိချောင်းနဲ့ချပလိုက်လို့ရပါတယ် ခဲ့။ဒါလို့ဆိုလို့ရှိရင်အားလုံးပဲလွတ်တက်မထင်ပါနဲ့။အဲ့ဒီနေ့နောက်နေ့နဲ့စပြီးမစ္စမန်3 time မှာကျွန်တော်တို့ကကန်ကောင်းကန်တက်ကန်မြင့်ကန်ပွင့်လာလောက်တွေ့ရမှာဖြစ်ပါတယ်။အဆအဆရရလောက်ကဲဆင်းပြေလာတဲ့မိသားစုတွေအားလုံးနဲ့စီလွန်ချေခင်တဲ့ကျွန်တော်တွေရင်းနှီးဖြစ်သွားစေတယ်။အဲ့တော့အရင်ကဆိုပါဘာကိစ္စမှမဟုတ်ဘဲနဲ့တော့စကားပြတာမျိုးထထတာမျိုးအားတယောက်နဲ့တယောက်လင်းများလေအညီကမတော်မဲဆေးဆိုးရံဖြစ်တာမျိုးတွေခဏခဏရှိလိမ့်မယ်။အဲ့လိုမျိုးတွေလုတ်ပြီးတော့မိတ်ဆွေများအားလုံးမိသားစုတွေအားလုံးကန်ကောင်းကန်ပွင့်ကန်တက်သွား ားပါလိမ့်မယ်ဗျ။အဲ့တော့ဒီဟာလေးကတော့ကျွန်တော်တချို့အိမ်တွေမှာဆိုရင်အရန်ဆိုတဲ့အိမ်တွေအရန်ချင်းတွေဆိုတဲ့အိမ်တွေပြောပြတာနော်။အရန်ချင်းတွေဆိုတဲ့အိမ်တွေရှိရှင်တော့ကျွန်တော်တွေအိမ်မှာလင်မယားရှိရင်လင်မယားနှစ်ယောက်တလုံးလုပ်ပေးရမှာဖြစ်ပါတယ်။လင်မယားရှိရင်လင်မယားလင်မယားနှစ်ယောက်တလုံးလုပ်လုပ်ပေးပါ။အဲ့တော့ကိုကတကယ်လို့ကိုရဲ့ အိနောဘကယုံကြည်မရှိဘူးဆိုလို့ရှိရင်ကိုတယောက်ပဲလှုပ်ပုံနော်ပိုကောင်းတာတော့ကိုအိနောဘကကိုနှစ်ယောက်သုံးလုံးတော့ပိုကောင်းတယ်ဗျတယောက်တည်းလှုပ်လို့ရပါတယ်ကဲဒါလေးလိုင်းမြပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းအကျွန်တော်လေးတိုက်ခက်နှောက်ရရှင်းကြပါသည်အညံ့နေကန်ဆိုးကန်ဆိုးမှုတွေကံမကောင်းမှုအလုံးကိစ္စလွင်ဝင်ပပျောက်ပြီးတော့ကံကောင်းမှုတွေရောက်လာကြပါသည်စီဝါတွေတက်ပြီးဒီလာတိုးတက်ကြရပြီးတော့အလူတန်းတွေလုံနိုင်ကြပါသည်ဗျအစီအမီနဲ့ Lion Square နေပြီးအားပေးကြပါဦးခမရအလုံးကိုကျေးဇူးတင်ပါတယ်ဗျာ